ပါခင်ဗျာဒီပြည့်ပြည့်တွေ့ဆုံမေးမြန်းအစည်းအဝေးကျူးဆုံပါတယ်ခင်ဗျာဒီကနေ့အတွက်တွေ့ဆုံမေးမြန်းအကြောင်းအရာကတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲလယ်ဒီဆိုးအဖွဲ့ကနေပြီးတော့တိုင်းပြည်ရဲ့စီးပွားရေးမူဝါဒတရားကိုထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီစီးပွားရေးမူဝါဒကကျွန်တော်တို့ဒီလုပ်ငန်းရှင်အများစုကတော့ဒီပေါ်မှာဆိုးရွားထုတ်ပြန်ချက်ကဒါ January ဆန်နဲ့ရေဘူးကဆန်နဲ့လို့ပြောထားပြီးရှိပါတယ်အဲ့တော့ဒီဒါနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်စီးပွားရေးလေ့လာကျွမ်းကျင်တူတူကိုကျွန်တော်တို့ဒီကနေ့တွေ့ဆုံမေးမြန်းတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နိုင်ငံရဲ့အဓိကဟောပြတဲ့ဒီ civil policy ကိုဒါဆိုအပ်ကံနေတူထုတ်ပြန်တာမျိုးတွေ့ရပါတယ် သူရဲ့ရည်ရွယ်ချက်တွေကလည်းတော်တော်ကောင်းပါတယ်ဗျာအတူတူထမေးနေတာပေါ့နော်သူတို့ရဲ့ဒီစီပိုင်း policy ထုတ်ခဲ့တဲ့ခါမှာသူကဟိုကန်နာကဆောင်းသွားပြီးတော့ generally center မျိုးသွားတွေ့တယ်ခင်ဗျာအဲ့ဒီပုံမှာဒီလုပ်ငန်းရှင်တွေတော်များများလည်းပြောကြတယ်ဗျာကျွန်တော်တို့ကအများဆုံးမျှော်လင့်နေတာပေါ့နော်အစိုးရရဲ့စီးပွားရေး policy ကကျွန်တော်တို့ certify ဖြစ်တဲ့ဟာမျိုးလေးကို specific ဖြစ်တဲ့ဟာမျိုးလေးလူတွေပို့ပြီးလိုချင်ကြတယ်ဒီပုံမှာဖြစ်လာလဲမဟုတ်ဘူးပုံမှာလူတွေအနေနဲ့အားမလို့အားများဖြစ်တဲ့အတန်းတွေအများကြီးကျွန်တော် target ရတယ်ဆိုတော့အဲ့ပုံမှာပထမဆုံးအခုရဲ့ ဟိုသုံးသက်ချက်လို့သိကြမှာခင်ဗျာကျွန်တော်29ရက်နေ့ကကြီးညာတော့29ရက်နေ့နေပြီးတော့မှဒီစီဝိုင်းမူဝါဒများကြီးညာခြင်းခန္ဓာဆိုပြီးတော့ခန္ဓာကြီးလောက်ပြီးတော့ကျွန်တော်ကြီးညာတော့ကြီးညာတော့အဲ့ဒီခန္ဓာမှာဟိုနိုင်ငံတော်ကြီးတိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်လဲအဖွင့်အမှားစကားလာပြောတယ်နောက်တစ်ခါဒီစီဝိုင်းမူဝါဒကိုအဓိကတောင်းပန်ယူရေးဆွဲပေးရတဲ့ဗန္ဒာရင်းနဲ့ခွန်ဝင်းကြီးဌာနကပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကိုယ်တိုင်ကလည်းတစ်ချက်ချင်းကိုအသေးစိတ်သူရှင်းပြတယ် ထင်ပြကျွန်တော်အဲ့ဒီခန္ဓာလေးကိုလုံဝင်းရှင်နဲ့ဖိတ်စာရလို့ကျွန်တော်တော့တက်ခဲ့ရတယ်ပေါ့တက်ခဲ့ရတော့ကျွန်တော်နားထောင်ခွင့်ရခဲ့ရခဲ့တော့အပြင်မှာပြောနေကြတဲ့လူတွေရဲ့ပြောတဲ့သဘောကိုလည်းကျွန်တော်သဘောပေါက်တယ်သူတို့ကဒီမူဝါဒထွက်လာမယ်စီဝဲမူဝါဒအစ်စ်ပေါ်လာရင်ဘာလုပ်ငန်းတွေလုပ်ကြမယ်ဘယ်လိုစီးပွားရေးတွေကိုတိုးချဲ့မယ်သူတမ်းမြှော်လင်းတာပေါ့အခုကဘေကန်နာကိုယင်းနှမြုံနံမှမသိဘေကန်နာကိုတိုးချဲ့ရမယ်မှမသိဘာကြောင့်လဲဆိုတော့အစိုးရတက်ကဘယ်ဟာကိုဦးစားပေးခြင်းမှန်းတော့မသိဘူးပေါ့အဲ့တည်းအားလုံးကစောင့်နေကြတော့ စောင့်ကြည့်ဒီစီးပွားရေးမော်ဒယ်ကျင်ညာမယ်ဆိုချင်မှာမျှော်လင့်တာအဲ့လိုမျိုးမျှော်လင့်ကြတာဥပမာနိုင်ငံတော်စီခီးသွားလုပ်ငန်းတွေကိုပုံမျိုးတွေ့တဲ့အောင်လုပ်မယ်လို့ဆုံးဖြတ်ရင်သူတို့ဟိုတယ်တွေဖွင့်ကြတော့မယ်ကားတွေဝယ်တော့မယ်အဲဒါမျိုးပေါ့လေဒါမျိုးစီစဉ်းစားတာပေါ့အခုကျအဲ့လိုမျိုးအသေးစိတ်မပါတဲ့အခါကျတော့ပြင်ပလုပ်ငန်းရှင်တွေကပြောတာကဟာအပေါ်ရံပဲပြောသွားတယ်ဆိုတာမျိုးပေါ့ဒါသူတို့ရဲ့အမြင်ပေါ့သူတို့ရဲ့အမြင်သူတို့ခံစားချက်ကိုပြောတာပေါ့ဒါပေမဲ့တစ်ဖက်ကျတော့ကျွန်တော်တို့ကနားလေတာကျတော့ကျွန်တော်တို့ခံစားမိတာပေါ့သဘောပေါက်တာကအစိုးရဆိုတာကတော်တော်နိုင်ငံလုံးအတွက်ခြုံစင်လာတာပေါ့ တော့တနင်္ဂနွေနေ့ကိုခြုံပြီးမှမူပေါင်းတကူကိုကျင်ညာတဲ့အချိန်မှာသူကဒီတီအကုံကိုတပြိုင်တည်းသူကျင်ညာလို့မဖြစ်ဘူးသူတဆင်ညင်းသွားမှာအရင်ဆုံးသူပါလှုပ်ချင်တဲ့ဆက်ခေါင်းစဉ်ကိုသူရင်ဆပြောရမှာပြီးရင်အဲ့ခေါင်းစဉ်နဲ့ဆိုင်တဲ့တဆင်ညင်းတဆင်ညင်းကိုသူကပြောရမှာပေါ့အဲ့လက်ရှိအစိုးရဆောင်ရွက်မှုကအဲ့လိုလုပ်တယ်လို့ကျွန်တော်တို့ကနားလဲဒါကြောင့်တော့အခု72ချက်ပဲရေချက်၄ချက်ရဲ့မူဝါဒ72ချက်ရဲ့ကျင်ညာတဲ့အချိန်မှာဒါဒီအားလုံးကခေါင်းစဉ်ပဲဒီခေါင်းစဉ်ကိုယူပြီးတော့မှအောက်ကအသေးစိတ်ကိုသူနဲ့သက်ဆိုင်တဲ့ ဝင်ကြီးဌာနတွေကစဉ်းစားရမှာပေါ့ဘယ်လိုမူဝါဒတွေဆက်လုပ်မလဲဘာတွေကောင်တဲ့ဖော်မလဲပေါ့ဥပမာနိုင်ငံတော်ရေးတမန်ခံပုဂ္ဂိုလ်ဖြစ်တဲ့ဒေါန်စန်းစုကြည်ရဲ့အဖွင့်အမှားစကားမှာပါတယ် investment ကိစ္စတွေ energy ကိစ္စတွေဒီထဲမှာမပါဘူးဘာကြောင့်မပါဆိုတော့တီးခြားထွက်ပါလိမ့်မယ်တီးခြားကြီးညာဖို့ရှိတယ်အသေးစိတ်ကိုဒါကြောင့်ဒီထဲမှာအဲ့လိုမျိုးပေါ့အစိုးရမှာသူ့မှာ plan ရှိတယ်သူ့မှာ plan ရှိတော့တဆင်ချင်းတိုးတိုးကြီးညာမယ်ဆက်သဘောမျိုးသွားတာပေါ့အဲ့လက်ရှိမူဝါဒကြီးညာတာကခေါင်းစဉ်အရင်စကြီးညာတာ ဒီကောင်းစင်မှာဘယ်လောက်ပြည့်စုံတယ်လဲကိုကျွန်တော်တို့ကကြည့်ရမှာပေါ့ဒီကောင်းစင်မှာဘယ်အချက်လက်တွေကျန်ခဲ့တယ်လဲဒီကောင်းစင်မှာဘယ်အချက်လက်တွေပါတင်တာတွေပါနေတယ်လဲပါတင်တာတော်တော်များများပါတယ်ဆိုရင်ကျွန်တော်တို့ကလက်ခံကြိုဆိုရမယ်ပေါ့ပြီးတော့မှနောက်တဲ့ detail plan ကိုဘယ်ဝင်ကြီးဌာနကဘယ်လိုဆက်ရေးမှလဲအဲ့ဒါဆက်ထွက်လိုက်ကျွန်တော်အဲ့ဒါကိုဆက်လေ့လာမှာအချက်ချင်းကတော့ကိုကအားလုံးအပြည့်စုံပြောချင်တာစီးပွားရေးပေါ်လာကြညာပါတယ်ဆိုတော့ဆာမျက်နှာတရားလောက်ရှိတဲ့စာအုပ်ကြီးထွက်မလာတော့သိကြတယ်ပေါ့ဒီလိုအချက်လက်နဲ့ပဲသူကထွက်လာမှာပဲ တစ်မျက်နာဒါမှမဟုတ်နှစ်မျက်နာအလွန်ဆုံးပဲပေါ့ဒီထွက်လာတဲ့အချက်လက်ကိုကြည့်ပြီးတော့မှနောက်ထပ်ဆက်ဆက်ပြီးလုံမဲ့အလုပ်တွေဆက်ထွက်လာပါလိမ့်မယ်ဆက်ထွက်လာမယ်လို့လည်းကျွန်တော်တို့ကမျှော်လင့်ပါတယ်ဟုတ်ကဲ့အဲဒီတော့ပေါ့နော်ခုနပြောသူဒီသက်ဆိုင်ရာဝင်ကြီးဌာနဆိုအဖွဲ့တွေကနေပြီးတော့တို့ရဲ့ဒီ policy နဲ့ပတ်သက်လို့ဘယ်ဆိုဘယ်ဌာနကတော့ဒီသူတို့ချမှတ်တာလဲဒီ room အတိုင်းကျွန်တော်တို့ဘယ်လိုတော့စလုပ်မယ်ဘယ်လိုပုံစံမျိုးနဲ့စထွက်မယ်ဆိုတာ time frame မျိုးလည်းမရှိဘူးဘယ်လိုပုံစံမျိုးနဲ့ချိန်ကပ်မယ်ဆိုရင်မရှိတဲ့ပုံမှာလည်းတော်တော်လေးကျွန်တော်ဟိုဘူးဘာနည်းနည်းကိုယ်ကိုယ်ဖြစ်နေလဲပေါ့နော်အဲ့ဒီပုံမှာရောသူတို့ဘက်ကဘယ်လိုမျိုးတွေရှိလဲပေါ့ time frame ရှိခြင်းမရှိခြင်းကကျွန်တော်တို့မသိဘူးဒါဟိုအစိုးရအဖွဲ့ရဲ့ဟိုစီဝီထဲမှာတော်တော်ပြောဆိုစွန့်နေထားတာရှိမှာပေါ့ကျွန်တော်တို့မသိပဲနဲ့ time frame မရှိဘူးလို့ဆိုတော့ကျွန်တော်တို့မပြောချင်ဘူးကျွန်တော်တို့မြင်တာကအခုဒီဝင်းကြီးတန်တာတွေမှာသူတို့လုပ်မဲ့အလုပ်တွေရှိတယ် ရက်တရားဟောရက်တရားစီမံကိန်းပေါ့ဟိုရက်တရားပြီးတော့လည်းရေသူပါလုပ်မယ်ရေရှည်ပါလုပ်မယ်ဆိုဝင်းထန်တယ်မှာ planning ဆိုရှိပြီးသားဟိုအဲ့ဒါအဲ့ဒီ plan ကြီးဆွဲတဲ့အချိန်မှာနောက်တဲ့ account တွေဖုံးမဲ့ project တွေကိုစဉ်းစားတဲ့အခါမှာသူဒီမူဆက်တဲ့ချက်ကိုထည့်သွင်းပြီးသူစဉ်းစားရမှာဒီဆက်တဲ့ချက်ထည့်ရဟာဒီနဲ့ kait ကြီးရလားသူတို့ဆက်လုပ်မဲ့ဟာဒီကဒီမူဝါဒကိုစန့်ကျင်တာမျိုးဖြစ်နေသလားစန့်ကျင်သူပြန်ပြင်ရမှာပေါ့ဆိုတော့သူတို့ကသူဆက်ပြီးလုပ်ပါလိမ့်မယ်ကျွန်တော်မြင်တာလေဟိုတိုင်းဖိန်ရှိခြင်းမရှိခြင်းကအစိုးရဖွဲ့တဲ့ကိစ္စဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးဟိုရှိခြင်းလည်းရှိမှာပေါ့ ဒိတ်ပေးပြီးသားတခုလည်းဖြစ်ချင်းဖြစ်လိမ့်မယ်မကြင်ညာသေးတာပဲလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ခုနကပြောသူတကယ်မရှိတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ကျွန်တော်တို့မသိနိုင်ဘူးမသိနိုင်တော့ကျွန်တော်တို့ကနောက်ပိုင်းအခုမီဒီယာတွေမှာပါလာပြီမီဒီယာတွေလည်းရင်းနေကြပြီဆိုတော့တော်တော်လည်းအခုတော့လုံနေကြမှာပါလုံနေကြတော့တိုင်းဖိန်တခုကြင်ညာမလားမကြင်ညာပဲနဲ့ဒီဒီပလန်တမ်းပြီးထွက်လာမလားဆိုတော့အဲ့အချိန်မှာကျွန်တော်တို့သိရပါလိမ့်မယ်ဟုတ်ကဲ့ပါဗျာနောက်တစ်ချက်တော့ကျွန်တော်ဒီငွေကြေးကဏ္ဍနဲ့ပတ်သက်နေတော့မေးချင်ပါတယ်အခုဆိုရင်ကျွန်တော်ဒီမူပါရာထဲမှာ လာဒီပြည်တွင်းငွေကြေးနဲ့ပတ်သက်လို့နော်ဘိုးဘိုင်းရဲ့ခံကဏ္ဍကဘလို့ဖြစ်လာမယ်ဆိုရဲသူတွေကလည်းစဉ်းစားတာဥပမာဘိုးဘိုင်းအနေနဲ့ဒီအစိုးရငားနဲ့တက်တန်းမှာဘိုးဘိုင်းအနေနဲ့ကျွန်တော်တိုင်မှာရှိရဒီ foreign resident တွေကိုကျွန်တော်လက်ရှိဆိုဘလောက်ဘီလင်ဘီလင်လောက်မရှိပါဘူးကျွန်တော်မှမီလင်လောက်ပဲရှိပါအဲ့တော့ဒီငားနဲ့တွင်မှာကျွန်တော်တို့ဘလောက်တိကျွန်တော်တို့ ဟိုနိုင်ငံတော်အကြံဝေးရှောင်းလောက်လောက်ကြမယ်လေပြီးတော့ပြည်တွင်းငွေကြေးကိုလည်းဒီထက်ပိုပြီးခိုင်မအောင်ဘိုးပန်းအနေနဲ့ဘာလို့လုပ်မလဲဆိုတော့ဘိုးပန်းရဲ့ဒီလမ်းစဉ်တွေလည်းမရှိဘူးအဲ့တော့ဘိုးပန်းကဟိုဒီဘာလို့လုပ်မလဲဆိုတော့သူဟိုလောဆယ်ကျွန်တော်ဒီ exchange rate တစ်ခုလောက်လေးပဲထိုင်လို့နေတဲ့သဘောမျိုးနဲ့ဖြစ်နေမှာပါဘို့ပေါ့အဲအဲ့လိုတော့မဟုတ်ဘူးဗျဘိုးပန်းဒီ exchange rate တစ်ခုတည်းကိုထိုင်လို့နေတော့မဟုတ်ဘူးသူဘိုးပန်းလုပ်ရမယ့်အလုပ်တွေအားလုံးကိုတော့ဘိုးပန်းလုပ်နေတယ်လူတွေမြင်ရတာနဲ့မမြင်ရတာပဲကွာတော့ပေါ့လုပ်နေတယ်တော်တခုပဲဘိုးပန်းက independent ပီချာ Institute တခုအဖြစ်ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်းစတင်ဖွဲ့စည်းခဲ့တာပေါ့ဒီအစိုးရလက်ထက်မှာအဲ့ဒီအတိုင်းပဲသူကလွတ်လပ်တဲ့ပီချာအဖွဲ့အစည်းတခုသူကဖြစ်နေဖြစ်နေခါကျတော့ထူးခြားချက်ပေါ့လေကျွန်တော်နိုင်ငံထူးခြားချက်ပေါ့ကြံတဲ့ဒီအစိုးရကြီးတစ်ဖွဲ့လုံးပြောင်းသွားတယ်ဝင်းတန်တာတွေမှာဝင်းကြီးတွေအားလုံးပြောင်းသွားတယ်ဘိုးဘန်တခုပဲလူလည်းမပြောင်းဘူးမူလည်းမပြောင်းဘူးအရင်တိုင်းဆက်သွားနေတာပေါ့ဆိုတော့ဒီဟာတော့ထူးခြားချက်ပေါ့အဲ့တော့သူကအစိုးရအသစ်ရဲ့အခုစီးပွားရေးမူဝါဒကြီးလည်းထွက်လာပြီအစိုးရအသစ်ရဲ့လုံခြုံကိုင်ခြင်းတဲ့ကိစ္စတွေလည်းအသစ်တွေအများကြီးရှိလာပြီဆိုတော့ ဘိုးဘန်းကသူ့ရဲ့မူဝါဒပိုင်းဆိုင်ရာမှာဒီလိုလာညှိရမှာပေါ့အခုကြင်ညာလိုက်တဲ့စီပွားရေးမူဝါဒနဲ့ကိုက်ညီတဲ့ဘိုးဘန်းညွန်ကြားချက်တွေဆောင်ရွက်ချက်တွေဖြစ်ရမှာပေါ့အဲ့ဒါဆိုဘိုးဘန်းပြန်ထိတ်ညှိရလိမ့်ပြန်ပြီးပြင်ဆင်ရလည်းရှိကောင်းရှိလိမ့်ဟိုဖြေလျှော့ရလည်းရှိကောင်းရှိလိမ့်ဘာကြောင့်လဲဆိုတော့ तू က तू တယောက်တည်းလူဟောင်းမူဟောင်းနဲ့ခြံခဲ့တာဖြစ်အဲ့တော့သူကပို့ပြီးတာဝန်ကြီးတယ်သူများတဲ့ဆိုင်ဒီဆက်တော့သူများတဲ့ပို့ပြီးအလုပ်လုပ်မှရလိမ့်မယ်ပေါ့ဒါကြောင့်ဘိုးဘန်းက အချင်းချင်းတစ်ခုလည်းလုံနေတာမဟုတ်ဘူးအလုပ်တွေအားလုံးကိုလုံနေတယ်ဒါပေမဲ့အရင်လုံနေကြအတိုင်းပဲဆက်လုံနေတာပေါ့ဘာလို့အရင်လူတွေပဲဖြစ်နေပြီးအရင်မူတွေအရင်ဥတွေဒီအတိုင်းပဲဖြစ်နေတယ်ဖြစ်နေဘိုးဘန်ပြည့်ပြောင်းလဲရဘိုးဘန်တွင်မှာကောက်ကူပဲဆောင်ရွက်ရမှာဆိုအဲ့ဒါလေးဆောင်ရွက်ပြီးတော့မူဝါဒဘိုင်းကိုပါလက်ရှိအစိုးရသိရမူဝါဒနဲ့ကိုက်ညီတဲ့မူဝါဒတွေစီမင်းစည်းကမ်းတွေဥပဒေတွေဤဥပဒေတွေညွှန်ကြားချက်တွေပြန်လည်ပြင်ဆင်ပြီးဆောင်ရွက်ရမယ်လို့ကျွန်တော်ကမြင်တယ် ဟုတ်ပြီပါဗျာတခုထပ်မေးကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီစပိုင်းရေးသမားတွေပေါ့ဒီပုံကောင်သူငယ်လုပ်ငန်းရှင်တွေနေနဲ့တို့ဒီ agent တွေမှာမူတည်ပြီးတို့လောက်ကကြိုင်တဲ့နေရာမျိုးမှာခုနကပြောသူဘိုးဘန်နေနဲ့ကျွန်တော်ရဲ့ဒီ agent တွေကိုသူသူ stable ဖြစ်အောင်သူလှုပ်ထားနိုင်မယ်ခုနငွေကြေးတွေလည်းတော်တော်လေးဟိုအားဖြစ်လာမယ်ဆိုရင်ဒါလုပ်ငန်းရှင်တွေကဒါဆိုလို့ရှိလို့ရှင်ကဒီ state သူငွေကြေးရဲ့တန်းကိုတခုသူနေသူ ို့ပို့မလားသွင်းမလားသူပို့ပြီးလုပ်ငန်းပို့ပြီးချက်တင်လာမယ်လားလားမျိုးတွေပို့ပြီးရှိတာမဟုတ်ဘူးဒါပေမဲ့အခုတော့ကြာလူတရားတိတ်မလုံရဲကြတဲ့အပိုင်းဒီမှာလည်းကျွန်တော်တွေ့နေရတယ်ဆိုတော့ဘာပြောပြောဘိုးဘန်နေနဲ့လိုတဲ့ကန်တဲ့နေရမှာနည်းနည်းအတော့အားများကျော့နေလာပေါ့နော်သူတချို့ဟာဒီက sorry တချို့ဟာဒီကသူကဟိုအားယော့နာမဟုတ်ဘိုးဘန်နေနဲ့တချို့ကိစ္စတွေကဘိုးဘန်လက်ထဲမှာမရှိတာမဈေးွက်ကြီးတစ်ခုလုံးကဘိုးဘန်လက်ထဲမှာမရှိဘူးကျွန်တော်တို့က မြင်နေရတဲ့ဈေးကွက်ပေါ့ဒီဒေါ်လာအကြောင်းဝယ်ဆိုဒီကြက်ငွေဆိုမြင်နေရတဲ့ဈေးကွက်ပေါ့ဒါပုံမှန်ရှိနေတဲ့ဈေးကွက်ဟို formal market ပေါ့အဲ့လိုပဲကျွန်တော်နိုင်ငံမှာမမြင်ရတဲ့ဈေးကွက်တွေရှိတယ်မှောင်ခိုလုပ်နေတဲ့ဒေါ်လာကိုတရားမဝင်ရောင်းဝယ်တဲ့လုပ်ငန်းတွေရှိတယ်ဒီလိုပဲသွင်းကုန်ဖို့ကုန်ကိုလည်းတရားမဝင်နေဆက်မှာဝင်နေထွက်နေတဲ့ကိစ္စတွေရှိတယ်အဲ့ဒါတွေကမမြင်ရတဲ့ဈေးကွက်တွေပုံမှန်မဟုတ်တဲ့ဈေးကွက်တွေတော့ informal market လို့ခေါ်တာပေါ့အဲ့တော့ formal market ကိုတော့ဘူပန်းမြင်နေရတယ် အသူ့ရဲ့ plan ဒီပိုင်းမှာဒီပုံမှန်မူတည်ပြီးသူစဉ်းစားတာပေါ့ဒါပေမဲ့တစ်ဖက်ကခုန information market ကသူမမြင်အောင်အဲ့ဒီမှာဘာတွေဖြစ်နေမှန်းသူမသိဘူးအဲ့ဒါကိုကြတော့မှန်းပြီးတော့သူကဂင်တွင်နေရတာအဲ့တဲ့တချို့သောကိစ္စတွေမှာဘိုးဘိုင်ရဲ့ဆောင်ရွက်မှုတွေကဟိုကျင်းတဲ့အားရဖွယ်မရှိဘူးလို့လူတွေကပြောကြတာအဲ့ဒါတွေလည်းပါတယ်သူ့မှာဒါတွေကိုလုပ်ဖို့အတွက်အခက်အခဲတွေအများကြီးရှိတယ်အဲ့အဲ့ information market ကြီးကလည်းခုမှပေါ်လာတာမျိုးမဟုတ်ဘူးဒီ information market ကြီးရှိနေတာကနှစ်30လောက်ရှိနေတယ် ဒီနှစ်30လောက်ရှိခဲ့တဲ့ informal market ကြီးတရက်ကိုချက်ချင်းပြောက်သွားမှာဘယ်လိုမှလုပ်လို့မရအောင်မရတော့ဥပဒေတွေဖြည်းဖြည်းချင်းကြက်ပြီးတော့လူတွေကိုထိန်းချောင်းပြီးတော့လုပ်ငန်းရှင်တွေကိုထိန်းချောင်းပြီးတော့ဒီပေါင်တွေကိုဝင်အောင်အရင်သွင်းရမှာတရားဝင်မလုပ်ပါနဲ့တရားဝင်လုပ်ပါဆိုပေါင်တွေကိုရအောင်အရင်သွင်းရမှာအရင်သွင်းပြီးလူတွေအားလုံးတရားဝင်လုပ်တဲ့ပေါင်တွေကိုရောက်သွားပြီဆိုရင်သူစိတ်ငွေကြေးတွေကဘန်ဒီကိုဖြတ်ပြီဒါဆိုရင်ဘန်ဒီကိုစောင့်ကြည့်နေဘိုးဘန်မြင်ရပြီပေါ့အခုကျဘိုးဘန်သူမမြင်ရဘဲနဲ့သွားနေကြတော့ အသူမမြင်ရဘဲနဲ့သွားနေငွေကြီးစည်းစင်းမှုယူသူဝင်ထိန်းချောင်းမှုဆိုတော်တော်လေးခက်တယ်။ဒါပထမအခက်ခဲပေါ့။အဒုတိယအခက်ခဲကတော့ဘိုးဘန်ဒါကြီးတစ်ခုလုံးကိုကင်တယ်ဖို့ဒေါ်လာစီကိုတက်စီဖို့ဒေါ်လာစီကိုကျစီဖို့သူ့အော်ပစံဘယ်လောက်ချမ်းသာလဲပေါ့။ငွေကြီးချမ်းသာရင်ဩဇာအနာရှိတာပေါ့။သူ့မှာအဲ့လောက်လုံလောက်တဲ့ငွေကြီးဩဇာမရှိဘူးဆိုရင် तू ကထိန်းချောင်းမှုခက်တယ်ပေါ့။အဲ့ဒါဒီအခက်ခဲနှစ်ခုပုံပါမှာရှိတယ်။ရှိတော့ခုနလုပ်ငန်းရှင်တွေပြောတယ်အားမရကြဘူး။စိုးရင်ရတယ်ဆိုတာဒါစိုးရင်ရမှာပေါ့။အားမရလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မဲ့ဘိုးဘန်းကသူ့ပေါင်တဲ့သူချက်ပြီးတော့သူ調査ပြီးလုပ်နေတယ်ဒီကိစ္စဒီဘိုးဘန်းတယောက်တည်းကောင်းပေါ်တော့ပုံလို့မရအောင်တခြားသောကိစ္စတွေအားလုံးကိုလည်းကျွန်တော်တို့ရအောင်ဆွေးညှိရမယ်သက်ဆိုင်ရာဝင်းထန်တယ်ရှင်အဲ့ဝင်းထန်တယ်ညှိရမယ်ဥပမာဖမ်းတဲ့စီးတဲ့ကိစ္စတွေပါလာရင်ပြည်ထရေးပါလာပြီပေါ့ရဲပါလာပြီနော်တွင်းကုန်တုတ်ကုန်တွေပါလာရင် custom ပါလာပြီအဲ့ဒါဆိုရင်ဘန်းနာခွန်ပါလာပြီအာမဟုတ်ဘဲတွင်းတဲ့ food ကိစ္စတွေကို license ထုတ်ပေးတဲ့ကိစ္စတွေလိုလေကူလုတ်ပေးမှဖြစ်တော်မယ်ဆိုရင်စီးပွားကူတန်းပါလာပြီဒါမျိုးပေါ့နော်သူကဝင်းထန်တာတွေအကုန်လုံးနဲ့ဆိုင်တော့ အားလုံးဝင်ပါမှသာတကိစ္စအကင်တွေ့လို့ရနိုင်မယ်။ဘိုးဘန်ပျော်စစ်ဒေါ်လာဈေးကိုကင်တာတော့သူမမြင်တဲ့ကိစ္စတွေသူတို့မှကင်တာလို့မရဘူး။သူ့မှာလည်းဒီခက်ခဲတာရှိတယ်။ဟုတ်ကဲ့ပါဗျာ။နောက်တစ်ချက်ကတော့ဒီကျွန်တော်တို့ဒီစီးပွားရေး policy စနစ်ချက်တွေကတခုလို့ထင်မြင်ခြင်းပါ။အဲ့တော့သူတို့ဒီစနစ်ချက်တွေမှာပေါ့နော်ကျွန်တော်တို့ဒီအိမ်အောင်စုတွေရဲ့ဝင်ငွေတွေနော်လူနေမှုစနစ်တွေတိုးလာဖို့အတွက်ဆိုပြီးတော့ တို့ရဲ့ vision တွေတော့ခြားတာပါအဲ့တော့ဒါမျိုးလုပ်ဖို့အတွက်ဒီဒီ banner စနစ်တွေကောင်းမွန်ဖို့ဆိုတော့ပြောထားရဲဆိုတော့အဲ့တော့ဒါကဘလို့စနစ်နဲ့ဘလို့ပုံစံမျိုးနဲ့ဘလို့ပုံစံမျိုးနဲ့ချိကပ်ပြီးလုပ်မယ်လဲဆိုတော့လူတိုင်းလည်းစိတ်ဝင်စားရဲဆိုတော့တို့အနေနဲ့ဘလို့ခင်းကျင်တွေလုပ်လာမှုရှိမယ်ပေါ့ဝင်းကြီးတန်တာတွေမှာတော့အပြည့်အဝပြောင်းလဲလုပ်မယ်ဆိုရင်တို့ကအသွင်းလည်းပြင်ရမယ်အပြင်လည်းပြင်ရမယ်အသွင်းပြင်ရမယ်ဆိုတော့တို့အသွင်းဌာနတွေမှာတုံးဆွဲနေတဲ့စနစ်တွေကတကယ်အလုပ်ဖြစ်တဲ့စနစ်ဟုတ်ရဲ့လားမလိုအပ်တာတွေလုပ်နေကြရလားအချိန်ကြီးကုန်သူတွေပြင်ပန်းပြီးတော့ အကျိုးရှိတာရင်မလုပ်ရဘူးဒါဒါမှမဟုတ်ရင်ကွန်ပျူတာနဲ့လုပ်ရင်လွယ်ကူမဲ့ကိစ္စတွေလူစီလက်နဲ့အများကြီးပြန်မှန်းတွေလုပ်နေကြရလားကွန်ပျူတာမှာရှာလိုက်ရင်လည်းသူတွေ့မဲ့အချက်လက်ကိုလူစီအများကြီးကစာအုပ်စာတမ်းပုံစံမှာခေါင်းဆိုင်ပြီးရှာနေရသလားစီစစ်နေရသလားအဲ့ဒီအတွင်းတွေသူပြင်အဲ့ဒီအတွင်းတွေကိုပြင်ဖို့အတွက်ကိုလည်းအခုနိုင်ငံတကာကကူညီလာပေးနေတာရှိဟိုဘန်တော်ကွန်ကြီးဌာနနဲ့ဘန်နေနဲ့ကိုဝန်နဲ့ချိတ်ဆက်ထားတဲ့စနစ်ကြီးတွေအားလုံးကိုကွန်ပျူတာစနစ်ဖြစ်ဖို့ဆိုပြီးတော့ကမ္ဘာပံအန်ဒီလာကူညီနေတာရှိတယ်။ကမ္ဘာပံအန်ဒီသူတို့ဝေကြီးဆိုက်ထုတ်ပေးမယ်။ဒါဒီကိုလောက်ပါပြင်ပါပေါ့ အဘိုးဘန်ဆိုလဲဂျပန်နေကြိုက်ကာကအကူညီပေးမယ်လောက်ပါလို့လာအော်ဖာပေးထားရရှိဆောင်ရွက်နေစေတယ်လည်းရှိဒါအတွင်းမှာပြင်တာပေါ့အဲ့လိုပဲအပြင်မှာကျသူတို့နဲ့ဆက်ဆံနေရတဲ့လူသူရှိမယ်လုပ်ငန်းရှင်ရှိမယ်တခြားဌာနတွေရှိမယ်အဖွဲ့အစည်းတွေရှိမယ်ဒီလူတွေနဲ့လည်းသူတို့ကဘယ်လိုပုံစံအဆင်ပြေအောင်လုပ်မလဲပေါ့ဒါလည်းပြင်ရမယ်ဟိုကျွန်တော်တို့ကအမြဲတမ်းဆိုရှယ်လစ်ခေတ်ကနေပြောင်းလာတဲ့နိုင်ငံဆိုတော့အစိုးရဝန်ထမ်းစင်အရာရှိကမျက်နှာမာတာပေါ့သူက service ပေးနေတဲ့လူမဟုတ်ဘူးဒီလူကိုသူကဝန်ဆောင်မှုပေးနေတာမဟုတ်ဘူး ဒီလူတွေကသူ့စီမှာအကူအညီလာတောင်းလာတောင်းနေတယ်ဆိုတော့အချိုးမျိုးသူကကျင့်သုံးတာပေါ့။ဒါမျိုးတွေပြင်ရမှာပေါ့